ကိုကညတိုင်းအတန်ကျဲကြီးနဲ့ဟောက်တက်တဲ့သူလားကို့ဘေးနားမှာအိတ်နေတဲ့သူက ကိုကိုအိတ်ပြော်နေရင်ခဏခဏအသက်ရှူရက်သွားတယ်လို့ပြောဘူးလားညဘက်မှာတော့အိတ်လိုက်ပါရဲ့ဒါပေမဲ့နေခင်းဘက်ဘယ်အချိန်ခါမှမဆို အိတ်ငိုက်နေတတ်တဲ့သူလားဒီမိခွန်းနေတဲ့ကတခုခုကိုဟုတ်ပါတယ်လို့ဖြေမယ်ဆိုရင်ဒီဗီဒီယိုလေးကတေချာပေါက်အသုံးဝင်ပါလိမ့်မယ် ီနေ့ပြောပြသွားမယ်အကြောင်းအရာကတော့လူအများစုတတိမထားမိကြပေမဲ့ရေရှည်မှာစမ်းမာရေးကိုကြီးကြီးမားမားထိခိုက်စေနိုင်တဲ့အိပ်စက်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းလို့ခေါ်တဲ့ obstructive sleep apnea OSA ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ OSA ဆိုတာဘာလဲဘာကြောင့်ဖြစ်ရတာလဲ ဘလို့လက္ခဏာတွေရှိတယ်အရေးကြီးဆုံးကတော့ဘလို့ကုသမှုတွေရရှိနိုင်မလဲဆိုတာကို အသေးစိတ်ဆွေးနွေးတော့မှာပါအလုံးမေးမိပါပါကျွန်မကတော့ဩစတြေးလျနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ် OSC ဆိုတာပါလေ OSC ဆိုတဲ့စကလုံးရှိကခုနကပြောခဲ့သလိုပဲ obstructive sleep apnea လို့ပြောပြီးတော့မြန်မာလို့ဆိုရင်တော့အိပ်စက်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းပါ နာမည်တိုင်းမှာပဲဒီယောဂရှိရတဲ့သူတွေကကိုအိပ်ပျော်နေတဲ့အချိန်မှာကိုရဲ့လေချောင်းဒါမှမဟုတ်ရေလေလန်းချောင်းအပေါ်ပိုင်းကခဏခဏကျင်းသွားတာဒါမှမဟုတ်ရေလုံးဝပိတ်သွားတာမျိုးဖြစ်ပါတယ်။အဲ့လိုဖြစ်တဲ့အခါမှာကိုရဲ့အသက်ရှူတာကတစ်ချိန်ကို10စက္ကန့်ကနေပြီးတော့1မိနစ်ဒါမှမဟုတ်ရေပိုကြတဲ့အထိရပ်တန့်သွားနိုင်ပါတယ်။အသက်ရှူရပ်သွားတဲ့အတွက်ကြောင့် သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ပမာဏကအလိုအလျောက်ကျဆင်းသွားပါတယ်။ခန္ဓာကိုယ်ကအောက်ဆီဂျင်လိုအပ်နေရာကိုသိရခါမှာကိုယ်ကိုမတိမတာ30စက္ကန့်လောက်နိုးလာအောင်တွန်းအားပေးပါလိမ့်မယ်။နိုးလာတဲ့အခါမှာအသက်ရှူတာပြန်ဆပါမယ်။အဲ့လိုအချိန်ပေါင်းများစွာမတိမတာနိုးလာတဲ့အခါမှာကိုယ့်ရဲ့အိပ်စက်မှုကိုအကြီးကျယ်ထိခိုက်လာစေပါတယ်။ OSC ရဲ့အရှင်းဆုံးလက္ခဏာတစ်ခုကတော့ဟောက်တန်ပါလေဆောင်းကပျော့ပြီးကျင်းလာတဲ့အခါမှာအိတ်ဆက်နေစဉ်တော်တွင်မှာလေဝင်လေထွက်မှုနဲ့အတူတုံခေါင်မှုတွေဖြစ်ပေါ်လာပြီးတော့ဟောက်တန်အခြေကြီးကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဟောက်တန်ကကိုယ့်ရဲ့အိတ်ဆက်မှုပြဿနာရဲ့ခေါင်းလောင်းတဲ့ချစ်နေနိုင်နေဆိုတာကိုသတိထားပါ ဒီလိုလေလန်းချောင်းပိတ်ဆို့မှုတွေကတညလုံးမှာအကြိမ်ပေါင်းများစွာတချို့လူတွေမှာယာနေချီဖြစ်နေနိုင်ပြီးရောကိုကဒါကိုသတိမထားမိပဲဒါဟာယောဂတခုဖြစ်နေနိုင်တယ်ဆိုတာတော့မသိပဲနေနိုင်ပါတယ်ဒါပေမဲ့ဒါကကုသလို့ရတဲ့ယောဂတခုဖြစ်ပါတယ် OSC ရဲ့လက္ခဏာတွေက ူတစ်ယောက်နဲ့တစ်ယောက်တော့မတူနိုင်ပါဘူးဒါပေမဲ့အဖြစ်များဆုံးနဲ့အရေးကြီးဆုံးလက္ခဏာတွေကိုညဘက်မှာကြုံတွေ့ရတဲ့လက္ခဏာတွေနဲ့နေ့ဘက်မှာကြုံတွေ့ရတဲ့လက္ခဏာတွေဆိုပြီးတော့ခွဲပြီးတော့ပြောသွားပါမယ်ညဘက်မှာဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲဆိုတဲ့အခါကျတော့အရှိမပြောခဲ့သလိုပဲအတန်ကြဲကြဲဟောက်တာအထူးသဖြင့်အမျိုးသားတွေမှာပို့ပြီးတော့အဖြစ်များတယ်ခုဘေးနောက်မှာအိတ်နေတဲ့သူက ကိုအသက်ရှူခဲ့သွားတာတတိထားမိရဲ့ ညဘက်တည်းမကြာခဏနိုးနေတယ်။တခါတည်းရဲ့အသက်ရှူချက်ပြီးတော့နိုးလာတယ်ဒါမှမဟုတ်ရင်အာခေါင်းလေးခြောက်သွေ့နေတယ်။အဲ့ရပုံမှာလူလှိတ်နေတယ်။နေခင်းဘက်မှာကောဘလိုတွေလက္ခဏာတွေပြနိုင်လဲဆိုတဲ့အခါကျတော့အလွန်အမင်းကိုအိတ်ငိုက်နေတာပေါ့။မနဲ့အဲ့ရထလာတဲ့အခါမှာမလန်းမဆန်းဖြစ်နေ။အဲ့တော့ဒါမျိုး comment လောက်တာကြုံဘူးကြလားမသိဘူး။ အဲအေးမဝလိုက်တာအဲ့ရမအိတ်လိုက်ရတလို့ပဲလို့ပြောရင်ဘေးနာအဖေါ်အမျက်ဆောင်ထိုးမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ခါကြတော့လူဟုတ်ဆိုတာအိတ်ရင်ဟောက်တာဟုတ်အဲ့တော့ဟဲ तू ကဟောက်နေဟောက်နေပြီးတော့အိတ်နေရဟာဘောငါသူ့ရဲ့ဟောက်တဲ့နေကြောင်မအိတ်ရလေးနဲ့ငါပို့ပြီးတော့အေးပြတ်မယ်ဟာဟုတ်ဆိုပြီးအဲ့လိုမျိုး comment လောက်တာရေရောကြားဘူးကြမလားကြားဘူးကြမယ်လို့ထင်တယ်နော်တော်တော်လေးလဲ comment ဖြစ်ပါတယ်နောက်တစ်ခုကပမန်းရွှဲနေနေရ time mine နေရ ဲ့တော့တကယ်တော့ကောင်းကောင်းမမအရာတော့သူမှစိတ်တူလွယ်ရစိတ်တက်ကြရစိတ်ခံစားမှုမတည်ငြိမ်ဖြစ်တာမျိုးတွေအာယုံဆူဆိုင်မှုခက်ခဲတာအတွေးခေါ်မရှင်းလင်းတာဒါမျိုးတွေဖြစ်လာနိုင်တာပေါ့လေအိပ်ဆက်မှုကိုပဲထိခိုက်မှုရှိတာလားဆိုတဲ့အခါကျတော့မဟုတ်ဘူးခန္ဓာကိုယ်ကိုပါသူကစင်ဆက်မပြတ်စိတ်ခိစီးမှုတွေ stress တွေဖြစ်လာစေတယ် ဒါကြောင့်ကုသမှုမခံယူဘူးဆိုရင် OS တွေကအလေလက်ပြင်းထန်နေတဲ့ OS တွေဒီအရင်ပြင်းထန်နေတဲ့ OS တွေမှာဆိုရင်တွေးတိုးတာနှလုံးရောဂါလေးဖြတ်ခြင်းစီးကျိုးစိတ်တက်ကြခြင်းဒီလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းကိုတိုးလာစေရလို့ခိုင်မာတဲ့အထောက်အထားတွေရှိပါတယ်တအားပြင် OS ကမော်တော်ယင်မတော်တဆဖြစ်ပွားမှု နှုံးကိုနှစ်ဆခွဲအထိတိုးလာစေပါတယ်။ညာဘက်တွေသူကအိတ်သာအိတ်နေတာတကယ်တော့အေးပြက်နေတဲ့အခါမှာတုံ့ပြန်မှုတွေနှီးကွေးတာအာယုံဆူဆိုင်မှုတွေနေတာကားမောင်းနေအိတ်ပျော်သွားတာမျိုးတွေဖြစ်လာနိုင်လို့ပါ။နောက်တစ်ခုကတော့ကိုယ့်ရဲ့ဟောင်းတန်ကအိတ်ရပေးကလူလူအိတ်နေတဲ့သူအပေါဝင် တခြားမိသားစုဝင်တွေကအေးပြက်စေနိုင်ပါတယ်။နောက်တစ်ခုက တချို့ပါတနာကြီးဆိုရင်ပေါ့နော်အသက်ရှူရက်သွားတာကို तू ကတွေ့ထားမှုတဲ့အတွက်ကြောင့် तू ကအဲဆက်များဖြစ်မလားထပ်များဖြစ်မလားဆိုပြီးတော့ तू ပါမအိတ်တော့ပဲနဲ့စောင့်ကြည့်တာမျိုးလေးအဲ့လိုမျိုးတွေဖြစ်ပြီးတော့သူတို့ကလည်းစိုးရိမ်စိတ်နဲ့နေထိုင်လာရတဲ့အခါမှာ OS ကလူတဦးရဲ့ပြဿနာတွေမဟုတ်တော့ဘဲနဲ့မိသားစုတစ်ခုလုံးရဲ့ပြဿနာ relationship တွေရဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ OSA ရှိ မရှိဘလို့လုပ်မလဲဆိုတဲ့အခါကျတော့ overnight sleep study လို့ခေါ်တဲ့တညတာအိပ်စက်မှုဆိုင်ရာလေ့လာမှုလုပ်တဲ့နည်းလမ်းကပဲအတူပြုနိုင်မှာပါ။အဲ့တော့အဲ့လိုမျိုးကကြတော့လေဟိုကြောက်စရာကောင်းတဲ့ဟိုစမ်းသပ်စစ်ဆေးမှုကြီးမဟုတ်ဘူး။ तू ကကြိုးလေးတက်ပြီးတော့အိပ်လိုက်ရုံပဲ။အိပ်နေတဲ့အချိန်မှာကိုယ့်ရဲ့ အိပ်စက်ပုံတွေအသက်ရှူပုံတွေသွေးထဲကအောက်ဆီဂျင်ပမာဏတွေကိုတိုင်းတာမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ OSA ကိုဘယ်လိုကုသမလဲဆိုတာကတော့ယောဂရဲ့ပြင်းထန်မှုပေါ်မှာမူတည်ပါတယ်။အဆင့်အနည်းငယ်ပဲရှိနေသေးရ OSA ရဲ့အတွက်ဆိုရင်တော့ lifestyle modification တွေလုပ်လို့ရတယ်။ကိုယ်လေးချိန်လျှော့ချတာ။ဒါက OSA ကိုပြောင်းကင်းစေနိုင်တဲ့အထိအကျိုးရှိပါတယ်။ ညနေပိုင်းမှာအရက်တောက်တုံးမှုကိုလျှော့ချတာ။ဘာဖြစ်လို့လဲဆိုရင်အခါကျတော့အရက်တောက်လိုက်ရင်ကြော်သားတွေကပြေလျော့သွားတယ်။အဲ့ခါမှာ OS ကိုပို့ပြီးတော့စိုးစီးတယ်။နောက်တတိယချက်ကအိတ်ဆက်တဲ့ပုံစံကိုပြောင်းလဲကြည့်ပါတဲ့။တတ်လက်မအိတ်ပဲနဲ့ဘေးဆောင်အိတ်ကြာကအသက်ရှူလမ်းကြောင်းကိုပို့ပွင့်စီတယ်။အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့အလေအလက်ပြင်းထန်နေပြီဆိုရင်တော့ အလဲလှက်စွာဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့နေကင်းဘက်တွေအိမ်ငိုက်တာကြီးရှိလာပြီဒါမှမဟုတ်ရင်နှလုံးယောဂသွေးတိုးယောဂကြီးရှိလာပြီဆိုရင်တော့ပို့ပြီးတော့ထိရောက်တဲ့ကုသမှုလိုလာပြီပေါ့နော်အဲ့ဒါတော့အားလုံးကြားဖို့ကြရဲစီပတ်ပါစီပတ်ပြည့်အရှိကောက်ကတော့ continuous positive airway pressure ဒါကလက်ရှိမှာအထူးအောင်ဆုံးကုသမှုလို့ပြောလို့ရပါတယ်။ CPAP ကရိယာလေးကကြတော့မလုပ်လဲဆိုတော့အခဲထဲကလေကိုယူပြီးတော့ ညင်သာတဲ့ဖြီအားလေးနဲ့ကိုယ့်ရဲ့နှကောင်းဒါမှမဟုတ်ရင်နှကောင်းနဲ့ပါးစပ်ကိုဖုံးအုပ်ထားတဲ့မျက်နှဖုံးစီပို့ပေးပါလေ။အဲဒီလေဖြီအားကညဘက်မှာကိုယ့်ရဲ့လေချောင်းကိုအတင်းအကျပ်ပွင့်စေဖို့လှုပ်ဆောင်တဲ့အခါမှာအသက်ရှူရတာတွေဟောက်တာတွေကလုံးဝကြောက်ကင်းစေနိုင်တယ်။ဆက်တန်လေးတော့ရှိတယ်ဆိုပေမဲ့အဲ့ဒီဆက်တန်ကဟောက်တန်ထဲတော့အများကြီးပိုတိတ်စိတ်တယ် အသားကျဖို့အချိန်ယူရနိုင်တယ်ဘာလို့လဲဆိုတဲ့အခါကျ max လိုမျိုးတွေတက်ပြီးတော့အိပ်ရတယ်ဆက်အတန်လေးတွေရှိတယ်လွတ်လွတ်လပ်လပ်ကြီးအိပ်နေရမျိုးတော့မဟုတ်ဘူးပေါ့လေဒါပေမဲ့လေရေရှည်မှာယောဂလက္ခဏာနဲ့ကျန်းမာရေးတက်ရောက်မှုတွေပေါ့အလွန်ကောင်းမှုစွာထိ ंछ ုပ်ပေးနိုင်တဲ့ကရိယာတစ်ခုပါနောက်တစ်ခုကတော့ mandibular advancement device လိုမျိုးပေါ့နော်ဒီလိုသွားဆရာဝန်ကတက်ဆင်ပေးရဲ့သွားဆွလိုမျိုးအဲ့လိုမျိုး career မျိုးပေါ့အဲ့ဒီ career ကြာကိုယ့်ရဲ့မေးရိုးကိုညဘက်မှာရှေ့ကိုအနှဲငယ်တိုးပြီးတော့ဖိထားပေးရတဲ့အတွက်ကြောင့်လေလန်းအောင်ပွင့်နေအောင်ကုညီပေးရပေါ့နော်အဲ့ဒါမျိုးကကြတော့ဟောက်တဲဟာမျိုးလို့ဟောဝက်စီတိတ်မဆိုးသေးတဲ့ဟာမျိုးဆိုရင်တော့တင့်တော်တယ်အဲစီပတ်တွေလည်းအလုံးမဖြစ်တော့ဘူးဆိုရင်တော့ခွဲစေးကုတာမှု လောက်ကြတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးခွဲစိတ်ကူးသားတဲ့အခါမှာဆိုရင်တော့အထွေထွေရှိတဲ့ခွဲစိတ်ဆရာဝန်ကိုရွေးချယ်ဖို့အလွန်အရေးကြီးပါတယ်အဝတ်စီရှိတဲ့လူတွေရဲ့60ရာခိုင်နှုန်းလောက်ကအိတ်မပြောတဲ့လက္ခဏာတွေလဲတွဲဖက်ရှိတတ်တဲ့အတွက်အိတ်မပြောခြင်းအတွက်ပေါ့နော်ကိုယ့်ရဲ့ behavior တွေကိုအဲ့လိုမျိုးနားလဲပြီးတော့အဲ့လိုမျိုးလက်ခံပြီးတော့ကျင့်သုံးတဲ့အဲ့လိုမျိုးအပြုမှုကုထုံးမှုမျိုးကုသမှုတွေအားလည်း အကျိုးကျေးဇူးရရှိနိုင်ပါတယ်တဲ့အိမ်ပျော်နေတဲ့အချိန်မှာကိုယ့်ရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကိုအနာမပေးပဲအောက်ဆီဂျင်ချိုရင်းမှုနဲ့ဇက်တိုက်ခန္ဓာကိုယ်ရယုံကန်နေရတယ်အုံနောက်ကယုံကန်နေရတယ်ဆိုရင်ရေရှည်မှာကြီးမားတဲ့ကျန်းမာရေးဝင်ထုံးဝင်ပိုဖြစ်စေတတ်တယ်ဆိုတာကိုတတိယပါ ဟောက်တန်ကပုံမှန်တန်မဟုတ်နေဘူးဆိုရင်ကိုယ့်ရဲ့လေးချောင်းလန်းကဟဲ့ငါ့ကိုတော့အခုညီပေးပါတော့ငါတော့ဒီမှာဒုက္ခရောက်နေပြီဆိုတော့ပြောတဲ့အချက်ပေးခေါင်းလောင်းတန်ဖြစ်နေနိုင်ပါတယ်။ကိုမှဒါမှမဟုတ်ရင်ကိုယ့်ရဲ့အိမ်တော်ဘက်မှာဒီလိုလက္ခဏာတွေတွေ့ရတယ်ဆိုရင်ဆရာဝန်နဲ့တိုင်းမင်းဆွေးနွေးပြီးတော့အိပ်စက်မှုဆိုင်ရာလေးလောင်မှုကို ပြုလုပ်ဖို့မနှောက်နှေးပါနဲ့လို့တိုက်တွန်းချင်ပါတယ်။ ကောင်းမှုနဲ့အိပ်စက်ခြင်းကိုရရှိခြင်းဖြင့်ကိုယ့်ရဲ့နေရက်တွေကိုပုံမူလန်းဆန်းစွာ အနေကင်းစွာဖြတ်သန်းနိုင်ပါစေလို့ဒီ audible mind ကနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။နောက်ထပ်ကျမရဲ့ဘုသူတာအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြမှာမလို့ channel လေးကို like share နဲ့ subscribe လေးလုပ်တော့ဖို့လည်းမမေ့ပါနဲ့နော်။ Bye